ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းမှာတည်ရှိတဲ့ကန်လွန်အွန်မီးတောင်ဟာဧပြီလ၈ရက်မနက်ပိုင်းကပြန်လည်ပေါက်ကွဲခဲ့ပြီးပန်းထွက်လာတဲ့မီးတောင်ပြားတွေကမီတာ၄၀၀၀ဝန်းကျင်အမြင့်ထိရောက်ရှိခဲ့ပါတယ်။ဖိလစ်ပိုင်မီးတောင်နဲ့ငလင်ဗေဒဆိုင်ရာအင်စတီကျူရဲ့ထုတ်ပြန်ချက်အရ ကလန်အောင်မီးတောင်ရဲ့အနေရသတိပေးအစဉ်ဟာ2024ခုနှစ်ဒသမမှာမီးတောင်ပေါက်ကွဲခဲ့ပြီးကြတဲ့က level 3မှာရှည်မြဲရှိနေခဲ့ပါတယ်။အဆင့်၅ဆင့်ရှိတဲ့အနက် level 3ဆိုပါကချော်ရည်ယူဆေးမှုပုံများလာနိုင်ပါတယ်။တရင်ပတ်အနေငယ်အတွင်းအနေအများကြီးတဲ့ပေါက်ကွဲမှုအဆင့်အထိဖြစ်လာနိုင်တဲ့ဆိုတဲ့သဘောဖြစ်ပါတယ်။ဖလော်ပိုင်မှာမီးတောင်အရှင်၂ဒါဆင့်ရှိပြီးကလန်အောင်မီးတောင်ကတခုအပောင်းဝင်ဖြစ်ပါတယ်။ကမ္ဘာမြေလောအောက်မှာရှိတဲ့ကြောက်ရည်ပိုတွေမီးတောင်မျက်နှာပြင်အထိ ဘလို့မြ мян တက်လာတဲ့ဆိုတဲ့အပေါ်မူတည်ပြီးသတိပေးလေဗယ်အဆင့်ကအတူအလျှော့ဖြစ်မယ်လို့အဆိုပါဌာနအကြေကဲတယ်ရယ်စီတိုဘက်ကိုကိုကပြောပါရယ်ကျောက်ရည်ပူရီအမြန်တက်လာပါကမိတောင်ပေါင်းမှုပြင်းထန်နိုင်ပြီး level 4ဖြစ်မှာဖြစ်ပြီးကျောက်ရည်ပူရီအပေါ်ကိုအတက်နေပါက level 2ကိုရော့သွားမယ်လို့သိရပါဗျ။